ငလင်ဘေးမှာပေါ်ထွက်လာတဲ့စိတ်ထားအမှန်ကြောင့်ချီချူးခံနေရတဲ့ပူဇာပြုခင် ဦးကျော်ပြခင်ကလက်ထက်ပြီးနောက်မန္တလေးမှာပဲယတနာပီကေထွန်းဆိုတဲ့စိန်ရွှေတနာဆိုင်ကြီးကိုဖွင့်လှစ်ထားပြီးမိသားစုနဲ့တူနေထိုင်နေပါတယ်။မက်ချ်လာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဦးကျော်ပြခင်တို့ဆိုင်နဲ့အနေနဲ့ထိခိုက်သွားခင်ရပါတယ်။လက်ရှိမှာတော့ရောက်ခမအိမ်မှာနေရပြီးမဲ့လက်စတူဒီတာကိုတော့နေစဉ်ကျွေးနေပါတယ်။ဦးကျော်ပြခင်ကိုငွေမတ်တဲ့အမျိုးသမီးဆိုပြီးတော့တချို့ကထင်ကြပေမဲ့ငလင်လှုပ်ပြီးနောက်ပိုင်းမှာသူ့ရဲ့စိန်အမှန်ကြောင့်ပရိသတ်တွေကသူ့ကိုချီးကျူးနေကြပါတယ်။ငလင်လှုပ်တဲ့နေ့မှာဦးကျော်ပြခင်တို့ဆိုင်မှာရှိနေပြီးငလင်လှုပ်ပြီးလို့သိလိုက်ကြတဲ့တပြိုင်နက်တည်းဆယ်ဝန်ထမ်းတွေအကုန်လုံးကိုအပြင်ကိုထွက်ပြေးခိုင်းလိုက်ပါတယ်။ ်။ဘာဖြစ်စည်းကိုမှမယူခိုင်းမဲနဲ့အသက်ပဲအရေးကြီးတာကြောင့်ဝန်ထမ်းတွေအကုန်လုံးကိုစာရင်ပြင်ကိုထွက်ဖို့အတွက်ပဲပြောနေခဲ့သူပါ။ပစ္စည်းဥစ္စာတွေထက်အသက်ရဲ့တန်ဖိုးကိုဖျက်လို့မရလို့စာရင်မှာရှိတဲ့လူအကုန်လုံးကိုအပြင်ထွက်ပြေးခိုင်းပါတယ်။ဈေးဝယ်တွေလည်းရှိနေပြီးဈေးဝယ်တွေကိုလည်းအကုန်လုံးထွက်ပြေးဖို့ပြောခဲ့သူပါ။တန်ဖိုးကြီးတဲ့ပစ္စည်းတွေထက်အသက်ကိုပဲဥစ္စာပေးခဲ့တာကြောင့်ထိခိုက်ဒဏ်ရာတွေလည်းမရခဲ့ကြပါဘူးရှင်။တချို့သောစာရင်တွေကငလင်ကြောင်ပစ္စည်းတွေအလုခံရမှာဆိုရင်လို့စာရင်တကားကိုပိတ်ချလိုက်ပြီးထွက်ပေါက်လည်းပိတ်သွားပါတယ်။အစာအုပ်ပြိုကျပြီးတဲ့နောက်ကွလွန်သွားတဲ့သူတွေလည်းရှိနေတဲ့အချိန်မှာပို့ချပြုခင်က ဝန်ထမ်းတွေကိုဆွေမျိုးတွေလိုသဘောထားသူပါဆိုင်ကြီးကထွက်မပြေးဖို့ပြောရင်ဝန်ထမ်းကလည်းထွက်ပြေးရမှာမဟုတ်ပဲစုံမျက်ချက်မှန်ကန်တာကြောင့်သာအကုန်လုံးကဘေးကင်းသွားခဲ့ရတာပါဘိုးချပြုခင်ရဲ့ဆိုင်မှာတံမိုးကြီးတဲ့ရွှေငွေတွေကြောင်းမြင့်ရတနာတွေကတိမ်မောင်းသိမ့်ချီပြီးတော့တန်ကျစ်ရှိပေမဲ့ဒီလိုဆိုင်ရွှေတနာတွေထက်သူ့အသက်ကိုပဲဦးစားပေးလိုက်ပါတယ်ဒါကြောင့်သူ့ရဲ့ဆိုင်ဝန်ထမ်းတွေရောမိသားစုတွေအပြင်ဈေးဝယ်သူတွေပါအပြင်ကိုလွတ်မြောက်သွားခဲ့ကြပါတယ်တကယ်အရေးကြုံလာတဲ့အချိန်မှာအသက်ကပိုပြီးတော့အရေးကြီးပြီးအသက်ကိုတံမိုးဖျက်လို့မရတဲ့အကြောင်းကိုဘိုးချပြုခင်ကနားလည်သွားပါတော့တယ် ဝန်ထမ်းတွေကိုအသက်ဘေးကနေလွတ်မြောက်အောင်လှစ်စစ်ပြီးတယောက်မကျန်ထွက်ခိုင်းခဲ့တဲ့ပို့ချပြုခွင့်နဲ့အခုချွန်တို့ကိုဝန်ထမ်းတွေကလည်းကျေးဇူးတင်နေကြပါတယ်။စေစေတနာကောင်းသူဖြစ်တာကြောင့်အခုချိန်မှဆိုရင်လည်းစတူဒီသားကိုကိုရင်ချက်ကျွေးပြီးတော့ကြိုးမွေးနေပါတယ်။သူတို့ရဲ့အိမ်ကပြန်ရမှာဖြစ်တဲ့အတွက်နေလို့မရသေးပဲရောက်ခမတို့ရဲ့အိမ်မှာနေထိုင်ရပြီးနေစရာအခက်အခဲဖြစ်နေတဲ့သူတွေကိုလည်းကိုကျင်းစာနေပါတယ်။ဒါကြောင့်ပို့ချပြုခွင့်ကစားသောက်စရာလေးတွေအဆင်ပြေသွားအောင်စားစရာတွေကိုစတူဒီသားကြိုးမွေးနေတာပါ။ ဘူးချပြူခင်ကကိုဝင်ဆောင်မိခင်တရားဖြစ်ပေမဲ့စတူဒီတာကျွေးဖို့အတွက်မနေ့လေးနိုင်ကလေးကထပြီးတော့ချက်ပြုတ်ပြင်ဆင်နေသူပါအခုထွန်းကလည်းစိတ်ကြနာကောင်းသူဖြစ်လို့နှစ်ယောက်စလုံးတက်ညီလက်ညီအလှအတွက်အကူအညီနေကြပါတယ်ဘူးချပြူခင်ကိုအရင်ကအထင်လွဲခဲ့တဲ့သူတွေကတော့အခုချိန်မှာသူ့ရဲ့စိတ်ရင်းအမှန်ကိုသိသွားပါတော့တယ်ဘူးချပြူခင်ကအရင်ကလေးကစတူဒီတာတွေကိုသူ့အိမ်မှာမကြခဏကျွေးဖို့သူပါသူ့ရဲ့မိသားစုဝင်တွေထဲမှာတရားရုံးရဲ့မွေးနေ့ရှိတိုင်းမှာဘူးချကစတူဒီတာကျွေးမွေးတက်ပါတယ်ငလင်မှာတော့နေစဉ်ကျွေးမွေးနေပြီးထမင်းပူလေးတွေကိုလည်းဝေပေးနေပါတယ်လက်ဖက်ထမင်းကြဲဥပြုတ်ငချောက်ကြော့ တရက်ချင်းတောင်းအပြင်တရက်နဲ့တရက်မတူအောင်လှူဒန်းပေးနေပါတယ်။ငလင်ဘေးကြောင့်တချို့သောဆိုင်းကြီးတွေလည်းပျက်စီးသွားရပြီးစေချရနာဆိုင်းကြီးတွေလည်းပြိုးတဲ့အထက်မှာပါသွားခင်ပါတယ်။ဘေးရမှမမြဲတဲ့သဘောကိုပိုးချံကတိထားပြီးဖြစ်ပြီးတော့ပျက်စီးဥစ္စာတွေအပေါ်မှာလည်းဆွဲလန်းစိတ်မဖြစ်တော့ပါဘူး။ ကလေး၃ယောက်အဖေကိုငွေမဲ့လို့လက်ထပ်ထားတယ်လို့ထင်ကြပေမဲ့ဒီကလက်တွေမှာတော့ပိုကြကနာမည်နဲ့လိုက်အောင်စိတ်ထားဖြူစင်တဲ့သူတယောက်ပါရှင်။အလိုအကျန်လုံနေပေမဲ့မော်ကြွားတာမျိုးမရှိသလိုမင်းသမီးတယောက်လည်းမထင်ရတော့အောင်အများကိုကူညီဖို့ကြိုးစားပေးနေပါရယ်။ဒါကြောင့်သူတို့မိသားစုလေးကိုတော့ပရိသတ်တွေကအရင်ကိုသဘောကျနေကြပါရယ်။ပိုကြတို့လည်းဒီထက်မကအလိုအတက်နေလုံနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရယ်နော်။ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။